2025ခုနှစ်ဒေါ်လာ6ရက်နေ့တနင်္ဂနွေနေ့မနက်6နာရီဂျိုလူကပေးပို့တဲ့တိုင်းတာကြက်များနဲ့မြန်မာနိုင်ငံရာဇဝတ္ထုတက်ရောက်မှုများကိုကျွန်တော်တို့ဆက်လက်ခံမှန်းလေ့လာကြမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့လေ့လာနေကြ လေစီကြောင်တိုက်ခတ်မှုကြီးတဲ့အားလုံးမင်္ဂလာမျိုး MKE Entertainment Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဇွန်လ10ရက်နေ့မုံတန်းတဲ့နယ်မိုးများမဲ့နေရာဒေသတွေကိုကြိုတင်ခံမှန်းထားတဲ့ Mozilla Pro ကဥတီတင်ရဲ့ဗီဖန်လေးကိုကျွန်တော်မျိုးဖွင့်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဖန်လေးကိုတင်ဆက်ပြသပေးတဲ့ရည်ရွယ်ချက်ကတော့ဒီကြိုတင်ခဲ့ပစ္စည်းလေးအောင်ဘူဒရနေနယ်ပြန်လည်ဝင်မဲ့တင်ဆက်ပေးခြင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဗီဖန်လေးကိုဆက်လိုက်အောင်ခါမှာဆိုရင် မုတ်တုံလေးဟာတနာကြီး မိုင်30နဲ့ဆက်လက်အားကောင်းကောင်းနဲ့မြန်မာပြည်တောင်ပိုင်းကိုဖြတ်တိုက်သလိုပဲတချို့လူတွေဟာမြန်မာပြည်အလယ်ပိုင်းတွေကိုကိုယ်ပြီးတော့တက်သွားတာတွေ့ရမှာဖြစ်ပါတယ်။ဒီရဲ့အတွက်ကြောင့်မလို့လေကိုယ်သွားတဲ့နေရာတွေမှာစုံကျဲမိတဲ့နေရာတိုင်းမှာဆိုရင်လေပြင်းတိုက်ခတ်မှုတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်။အထူးသဖြင့်လာမဲ့ ၃လရဲ့အချိန်မှာဆိုရင်မြေဆိုင်တက်ခတ်မှုကြောင့်မြန်မာပြည်အောက်ပိုင်းမှာမိုးတက်လေပြင်းကြားရောက်ခြင်းတွေကြုံနေရတဲ့အနေအထားတွေရှိပါတယ်။ဘာကြောင့်ကြော်လဲဆိုတာကြည့်မယ်ဆိုရင်ဒါမဲ့သတင်းစာလေးမှာဆိုရင် တနအိမ်ပိုင်း၃၀တိုက်ခတ်နေတဲ့မုတ်တုံတွေဟာတနအိမ်ပိုင်း၄၀အထိအနည်းငယ်ပြင်းထန်လာပြီးတော့တောင်တရုတ်ပင်လယ်ဖိလစ်ပိုင်ကျွန်းစုနားမှာလေဆိုင်ဝဲတစ်ခုစတင် စ်ပွားနေတာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီလေစီးချောင်းရဲ့ပေ9000မြင့်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေ9000မြင့်ရဲ့လေစီးချောင်းဟာဆိုလို့ရှိရင်တော့တနာယီမိုင်90ကျော်နှုန်းနဲ့မြန်မာပြည်တောင်ဘက်ချမ်းကိုဖြတ်ပြီးတော့ဖိလစ်ပိုင်ကျွန်းစုပင်လယ်ထဲမှာ꿰ပြီးတော့တောင်တရုတ်ပင်လယ်ပတ်သလိုပဲမြန်မာပြည်မြောက်ဘက်ချမ်းနဲ့ကိုတိမ်နေ ုယ့်ဝင်လာနိုင်တဲ့အနေအထားတွေရှိပါတယ်ထို့အတူပဲဘင်္ဂလားပင်လယ်ကတိုက်ခတ်တဲ့နေရာလဲမြန်မာပြည်လယ်ပိုင်းတစ်လျှောက်လုံးကိုတက်ပြီးတော့မြန်မာပြည်အနှံ့အပြားမှာမိုးရွာနေတဲ့နေသားရှိပါတယ်ဘယ်လိုမိုးတွေရွာမလဲဆိုတာကျွန်တော်လေ့လာမယ်ဆိုရင်ပထမဦးဆုံးမိုးရွာမှုတွေလာဖို့အတွက်ဘင်္ဂလားပင်လယ်မှာ ရှိနေတဲ့တိမ်များကမြန်မာပြည်ဝင်တဲ့အခြေအနေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့မနေ့ပိုင်းမှာ ိန်နိုင်နေမြမာပြည်တဲ့ကိုစတင်ဝင်ရောက်တလို့ပဲနေအပူချိန်ကြောက်မလို့မြမာပြည်အထက်ဖက်မှာတိန်တောင်များဖြစ်ပေါ်လာပြီးတော့ပြက်စီလက်ချင်းမိုးကြိုးပြချင်းများနဲ့မိုးရွာသွန်းနိုင်ပါတယ်နေ့လယ်7:00နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့စောစောကပြောတဲ့တိန်နေနေရာဆိုရင်မြမာပြည်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးတော့နေရာကွက်ကြား မိုးရွာနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ပနာမသုံးကတင်ပြလိုပါတယ်။ဒါမဲ့၉ရက်နေ့မှာလည်းဂျုံနီ၎င်းမယ်တောင်တရုတ်ပင်လယ်က မုန်တိုင်းဆွဲအားကြောင့်မလို့တိမ်နှိမ့်နေပုံမူပြီးတော့ဖြစ်ထုံးပြီးတော့မြန်မာပြည်ပြည်ထဲကိုဆက်လက် တိုးဝင်နေတဲ့အနေအထားတွေကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။ဒီကနေ့၈ရက်နေ့မှာတော့မြန်မာပြည်တောင်ပယ်ဆန်းကို ဖြတ်သွားတဲ့လေစီးကြောင်းအရာ မြမာပြည်တောင်ဘက်ချမ်းတနင်္လာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းမှာနေရာကွက်ပြီးတော့မိုးများနိုင်သလိုပဲအလဲပိုင်းကိုဝင်သွားတဲ့လေစီးကြောင်းကြောင်းမလို့ပဲနေပြည်တော်မန္တလေးရှမ်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်တောင်ပိုင်းချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာနိုင်မှာ လာမဲ့9ရက်နေ့ရောက်တဲ့အခါမှာတော့ပုံမူပြင်းထလာတဲ့လေစီကြောင်းအတွက်ကြောင့်မလို့ကနေ့နာရီတိုင်းမှာမိုးရေချိန်3.5လမအထိ24နာရီတွင်စတင်ရွာသွန်းနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရပါတယ်။ထို့အတူပဲကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းအတောင်ပိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့အထက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်တို့ကလုံးမှာနေရာကွက်ကြား မိုးများနိုင်တဲ့နေသားရှိပါတယ်မိုးရင်ရင်အပြင်တိတ္တမ၄လလမလောက်အထိရရှိနိုင်ရလို့ကျွန်တော်တို့ခန့်မှန်းပါတယ်။လာမယ့်ဆယ်ရက်နေ့မှာတော့ပိုကိုအားကောင်းလာတဲ့လေစီးကြောင်းနဲ့မုန်တိုင်းပြည့်ရောက်မှုကြောင့်မလို့မြမပြည်တောင်ပဲချမ်းကတနင်္လာရီတိုင်းမှာဆိုရင်မိုးရင်ရင်3တက်သမ5လမလောက်အထိရွာသွန်းနိုင်တဲ့အနေဒါဟာအန္တရာယ်ရှိလာပြီလို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ထို့အတူပဲအရင်ပြည်နယ် မွန်ပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းထက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းအရှိပိုင်းချင်းပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အရေးလက္ခဏာတွေကျွန်တော်တို့စတင်ခံမှန်းတွေ့ရှိရပါတယ်။ဒါမဲ့ဆက်တဲ့နေ့မှာဆိုလို့ရှိရင်လည်းထုံနည်း၎င်းမဲ့တနင်္လာရီတိုင်းမှာအင်မတန်မှကြောက်မွက်ဖွယ်ရာမိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ပဲကရင်ပြည်နယ်မှာမိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့ကွေဝနဲ့တိမ်နေရရခိုင်ပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းထဲမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးတဲမဲမဲရွာနိုင်တဲ့အခြေအနေရှိပါတယ်ကျွန်တော်တို့ဖလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းဆွဲအားနဲ့ တွန်းပို့တဲ့ရေငွေ့ကြောင်းမလို့မြမပြီမှာဘယ်လိုမိုးတီးထန်စွာရွာသွန်းနိုင်တယ်လဲဆိုတာကိုအသေးစိတ်လေ့လာပြည့်တဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်။ပင်လယ်ပြင်ကရေငွေ့ထုတ်လုပ်မှုလေစီးကြောင်းပို့ဆောင်မှုမြမပြီကောင်းရောင်မှာရှိတဲ့ရေငွေ့ဖွဲ့နိုင်တဲ့နေရာတွေကိုကျွန်တော်တို့ခမန်းဆက်နဲ့တွက်ကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီကနေ့ ရှိရဲ့၉ရဲ့၁၀ရဲ့၁၁ရဲ့၁၂ရဲ့နေ့အတွင်းမှာဆိုရင်ဟောဒီအဝါရောင်ပြတဲ့ဒေသတွေဖြစ်တဲ့ကချင်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းတောင်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအရှိကြရခိုင်ပြည်နယ်အေရဝတီတိုင်းတောင်ပိုင်းရန်ကုန်တိုင်းတောင်ပိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်အထက်ပိုင်းတို့မှာမိုးရိပ်ကြီး 6လမနီးပါးရရှိနိုင်တဲ့အနေအထားရှိပါလေမိုးပေါ်ကကြဆင်းလာနိုင်တဲ့မိုးရေတွေဟာမြေအောက်ရေစီးကြောင်းပိတ်ဆို့မှုကြောင့်မလို့ရုတ်တရက်ရေကြီးနိုင်တဲ့ရေရှမ်းနိုင်တဲ့အနေအထားတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်ရစွဲမိမိတို့မိတ်ဆွေများကိုအကြောင်းကြားပေးကြပါထို့သဖြင့်မွန်ပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းမှာဆိုလို့ရှိရင်မိုးရေရင်14လက်မလောက်အထိရနိုင်ပါတယ် ကျွန်တော်တို့အသေးစိတ်များကိုဆက်လက်လေ့ပြီးတော့လေ့လာတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့တင်ပြအချက်တွေကိုဗီဒီယိုဖိုင်နဲ့ YouTube ကနေပြီးတော့မျှဝေပေးကြသလိုပဲမိမိတို့မိတ်ဆွေများအတွက် MP3 ဖိုင်နဲ့မျှဝေပေးနိုင်မှုတွေရောက်ပြီးတော့ဖတ်ကြည့်ကြဖို့ကျွန်တော်တို့အသိပေးလိုပါတယ်ကျေးဇူးတင်ပါတယ်မဆုံခါမင်္ဂလာပါဒါကတော့မမန်တီချင်ရောက်လို့မမန်တီစတင်ပြီးတော့ ပဲကောက်တော့မှာဖြစ်ပါတယ်မမန်တီကဖို့အတွဲအဲရကြလေးတွေကကြတော့ဒီဝလုံးတုပ်လေးတွေသုံးပြီးမမန်တီကိုအပင်ပွားနေပုတ်ချပေးမှာဖြစ်ပါတယ်မိုးအုံမိုးရွာအီးတွေဆိုပေမဲ့လည်းမနေရပါဘူးမမန်တီရာဒီဖြစ်တဲ့အတွဲဒီချိန်မယူလို့ရှိရင်လည်းမမန်တီတွေကပျော်သွားမှာဖြစ်တဲ့အတွဲအီးနေပြီးမဲ့လည်းအလုံသွားကြရပါတယ်ပုတ်ချတဲ့သူကလည်းရှေ့ကနေပြီးတော့ပုတ်ချသွားပြီးတော့ကိုဒီကောက်တဲ့သူကလည်းဒီလို လိုက်ကောက်ရတယ်ပေါ့နော်အနောက်ကနေကောက်ပါတယ်တချို့တချို့တလီလဲလက်အိတ်ကလေးထဲတယ်တချို့လဲလက်အိတ်မထဲဘူးပေါ့နော်မိုးကလည်းတဏီကုံအဆက်မပြဲရွာလိုက်တိတ်လိုက်နေဆိုတော့မိုးကခြုံလိုက်မခြုံလိုက်ပေါ့နော်ပြီးအပင်အမြင့်တော့တချို့နေရာမှာအယံမော့ပြီးတော့ပုတ်ရတဲ့အတွက်ဒေဗင်းဒီလေးညောင်းနေပေါ့နော်ဒါပေမဲ့လည်းမတက်နိုင်ပါဘူးပေါ့လှုပ်ရတာပါပဲနော် ကောက်နေတုန်းမှာပဲမိုးကဆက်လက်ရွာပါတယ်တချို့နေရာကျတော့မြေပြင့်မဟုတ်ပဲနဲ့တောင်ပေါ်ဖြစ်တဲ့အတွက်ကုန်းကုန်းကောက်ကွားနဲ့ကောက်ယူရတာဖြစ်ပါတယ်ရှင်မိုးကလည်းအဆက်မပြေရွာနေပါတယ်ရွာနေပြီမင်းလဲတော်သူတောင်သားတွေရဲ့ဘဝကတော့မိုးရွာလဲမหนีရနေဘူးလဲမหนีရအအလုတ်အချိန်မှာတော့အမြဲတမ်းပဲအကျိုးမှန်တဲ့လောက်တိုင်းနေရပါတယ် မိုးကလည်းတနီကုန်ကိုပဲရွာနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ပြပိုင်းဒီလောက်ပါပဲဒီပြပိုင်းလေးကတော့ဒီမုံနယ်တရင်းနဲ့မိုးလေဝသတွေမိုးကြီးရေရှည်မဲ့နေရာဒေသတွေကိုဒီကြိုတင်ခဲမှတ်ထားတဲ့ဒီမိုးစလပ်ဘလော့ကာအုတ်ထစ်တင်ရဲ့ပြပိုင်းလေးကိုကျွန်တော်မျိုးပြသက်တည်ဆက်ပေးသွားဖြစ်ပါတယ်အခုလိုမုံနယ်တရင်းနဲ့မိုးလေဝသတွေတွေကိုမြင်တည်ဆက်ပေးနေမိုးစလပ်ဘလော့ကာအုတ်ထစ်တင်လေးကျေးဇူးများကြီးတင်ပါတယ် credit လေးပေးပါတယ်ကျွန်တော် channel နဲ့မုံနယ်တရင်းနဲ့မိုးလေဝသတွေ series တွေဘူးတုတ္တရရဲ့သတင်းတွေကိုမြင်တည်ဆက်ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ ဘေးနဲ့ notify bell လေးကိုပါနှိပ်ခဲ့ပေးဖို့ message ချင်ပါတယ်ဒီ profile ကိုလည်းအများသူငါတည်အောင်လို့မြန်မာလေးလက်အန်ရှယ်လေးပြုလုပ်ပေးဖို့ message ချင်ပါတယ်ဟုတ်ပါကျွန်တော် channel အားပေးကြည့်ရှုသူတရားချင်းနိုင်ကြည့်စီမြိုက်တင်ပါတယ်နောက်ထပ်ပြီးပြန်ဆောင်ရမယ်တရား